မင်္ဂလာပါရှင်ဆက်အောင်နာရှင်ရွေးကောက်ပွဲပေါ်သူတို့တန်းဆိုတဲ့အင်တာဗျူးစီစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့အမျိုးသမီးရေးတက်ကြွလှရှားသူလည်းဖြစ်ကရင်တိုင်းရင်းသူနော်အစတာချစ်ကိုအခုလိုမေးမြန်းထားပါတယ်နော်အစတာချီမင်္ဂလာပါရှင်အခုလိုကျမတို့ရဲ့အစီအစဉ်ကိုပါဝင်ဖြည့်ကြားပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ် ဒီအတူရောင်ရေကောက်ပွဲပေါ်ဘလို့ထင်မြင်ယူဆပါသလဲကျွန်မနာမည်ကတော့ Not Esther Chief ဖြစ်ပါတယ်ကျွန်မကတော့ um Women Rights Activist တယောက်ဖြစ်ပါတယ်လက်ရှိဒီအကြံဖတ်စတက်ကနေပြုလုပ်မဲ့ရေကောက်ပွဲကတော့ကျွန်မအတွက်တူရောင်ရေကောက်ပွဲဖြစ်ပြီးတော့အာနာယူတွေအာနာရဖို့အတွက်လုပ်တဲ့ရေကောက်ပွဲဖြစ်ပါတယ်ဒီရေကောက်ပွဲကမြန်မာပြည်သူတွေအတွက်ဘလို့အထိပ္ပယ်ရှိမဲလို့ထင်ပါတယ်မြန်မာပြည်သူတွေအတွက်ဒီရေကောက်ပွဲက စစ်မှန်တဲ့ရွေးကောက်ပွဲမဟုတ်သလိုအဲလူခွေရေချိုးဖောက်နေတဲ့ဒီကျန်းဖက်စစ်တပ်ကိုတရားဝင်မှုတရားဝင်မှုရှိအောင်ပြုလုပ်လိုက်တဲ့ရွေးကောက်ပွဲလို့မြင်ပါတယ်ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးအမျိုးသမီးတွေအတန်ပါဝင်မှုအကြောင်းကို No Esther ချစ်နေနဲ့ဘယ်လိုမြင်ပါသလဲဆိုတော့ဒီရွေးကောက်ပွဲကသူ့ရောင်ရွေးကောက်ပွဲတစ်ခုဖြစ်ပြီးတော့ဒီကျန်းဖက်စစ်တပ် အာနာရဖို့အတွက်ပေါ့နော်အာနာတည်မြဲဖို့အတွက်ပြုလုပ်တဲ့ရွေးကောက်ပွဲဖြစ်တဲ့အတွက်ကြောင့်မို့ဒီလိုလူခွင့်ရွေးတွေကိုချိုးဖောက်နေတဲ့တာဝန်ယူတာဝန်ခံမှုမရှိတဲ့အာဖိနှိပ်မှုတွေကိုပြုလုပ်နေတဲ့ဒီစစ်အာဏာရှင်ပေါ့နော်စစ်အာဏာရှင်ရဲ့ပါတီစစ်အာဏာရှင်ရွေးကောက်ပွဲမှာပါဝင်နေတဲ့အမျိုးသမီးထုတွေကလည်းအာဒီတကယ်မြေပြင်မှာခံနေရတဲ့အမျိုးသမီးတွေပြည်သူလူထုတွေအတွက်ကို အာယက်တီပေးနိုင်တဲ့စစ်မှန်တဲ့ယက်တီပေးနိုင်တဲ့သူတွေမဟုတ်ဘူးဆိုတဲ့ဟာကိုလည်းအာပြောရှိပါတယ်ဆိုတော့ဒီရွေးကောက်ပွဲနဲ့တဆင့်ရွေးကောက်ခံပါတီတွေပဲပြောပြောပါဝင်နေတဲ့သူတွေကနေပြီးတော့ပြည်သူတွေအတွက်စစ်မှန်တဲ့ယက်တီချက်တာရှိမယ်ဆိုလို့ရှိရင်ဂျမ်ပါစစ်တပ်ပြုလုပ်တဲ့ရွေးကောက်ပွဲကနေပါဝင်ဖို့လဲဒီကနေတိုက်တွန်းချင်ပါတယ်အမျိုးသမီးတွေလိန်စိတ်ခံယူမှုကွဲပြားသူတွေအတွက်ဒီအတူရောင်ရွေးကောက်ပွဲဖြစ်မြောက်ခြင်းအဖြစ် သူတို့အတွက်ဘလို့အန်ဒီရီရှိလာနိုင်မယ်လို့ထင်ပါတယ်လေဆိုတော့ key asset ဒီအကျံဖက်စတက်ကနေပြီးတော့အာဖိုဝါရကြီးစိုးနေတဲ့အကျံဖက်စတက်ကနေပြီးတော့အမျိုးသမီးတွေတကယ် LGBTQIA တွေအတွက်ကိုအာလူခွင့်ရချူဖောက်မှုတွေပြုလုပ်တယ်ပြီးသွားလို့ရှိရင်ဒီစစ်မြေပြင်မှာပဲပြောပြောဒီထောင်ထဲမှာပဲပြောပြောပေါ့နော်ဆိုတော့ဒီလိုမျိုးလိမ့်ပိုင်းဆိုင်ရာအကျံဖက်မှုတွေစော်ကားမှုတွေပြုလုပ်ပြီးတော့ တာဝန်မှုတာဝန်ခံမှုမရှိတဲ့အစိုးရတရက်ဖြစ်လာမယ်ဆိုလို့ရှိရင် ကျမတို့အနေနဲ့ဒီအာနာယူအကြံဖက်စစ်တပ်ကိုလည်းကျမတို့အစိုးရတရက်လို့တိမဲ့ပြမှာမဟုတ်ပါဘူးပြီးပါလို့ရှိရင်အာကျမတို့အမျိုးသမီးတွေ LGBTQI ရဲ့အတွက်လည်းအခွင့်အရေးကို ထောက်ထားတဲ့အခွင့်အရေးအခွင့်အရေးကိုစဉ်းစားပေးတဲ့ထည့်သွင်းစဉ်းစားပေးတဲ့အစိုးရတရက်ဖြစ်လာမှာမဟုတ်ဘူးလို့လည်းမြင်ပါတယ်ဒီအတူရောင်ရွေးကောက်ပွဲကမြန်မာနိုင်ငံအနာဂတ်ကို ဘလို့တက်ရောက်မှုတွေရှိမယ်လို့ယူဆပါတယ်မြန်မာနိုင်ငံရဲ့အနာဂတ်စစ်မှန်တဲ့ Federal Democracy ကိုတည်ဆောက်ဖို့ဆိုလို့ရှိရင်တော့ကျမတို့ဒီတိုင်းရင်းသားတွေပေါ့နော်တကယ်ကိုစားပြုမှုတိုင်းရင်းသားစစ်မှန်တဲ့တိုင်းရင်းသားကိုစားပြုမှုတွေကိုရရှိထားတဲ့အဲတိုင်းရင်းသားခေါင်းဆောင်တွေပြီးပါလို့ရှိရင်ဒီမိုကရေစီ ရေးကိုအဲခေတ်ဆက်ပြုလုပ်နေတဲ့သူတွေပါမှသာလည်း စစ်မှန်တဲ့ရွေးကောက်ပွဲကိုပြုလုပ်နိုင်မှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီအတူရောင်ရွေးကောက်ပွဲကတော့ကျမတို့ဒီဒီမိုကရေစီဖက်ဒရယ်ဒီမိုကရေစီကိုလိုလားနေတဲ့သူတွေတိုင်းနာရေးကိုအာလိုလားနေတဲ့သူတွေအတွက်ကတော့ဘယ်တော့မှတိမပြုတ်နိုင်မှာမဟုတ်ပါဘူးကျန်တာတန်းတူညီမျှမှုကဒီနိုင်ငံရေးအခြေအနေပေါ်ဘယ်လိုအရေးပါတယ်လို့ယုံကြည်ပါတယ်လဲကျန်တာတန်းတူညီမျှမှုကအာ မြန်မာနိုင်ငံလို Federal Democracy ကိုသွားမယ်ဆိုလို့ရှိရင်တော့အရန်ကိုအရေးပါတဲ့အာကဏ္ဍတစ်ခုဖြစ်တယ်အာကျွန်မမေးချင်တာကအမျိုးသားထုတွေပဲခေါင်းဆောင်ဖြစ်ဖို့အတွက်ကျမတို့တမိုင်းချောင်းတွေမှာပြတ်ထန်းထားလားပေါ့နော်ဆိုတော့ key asset မှာဆိုလို့ရှိရင်အမျိုးသမီးတွေ LGBTQIA တွေအာခေါင်းဆောင်ဖြစ်ဖို့အတွက်အဟန့်တားတွေအမျိုးမျိုးကြုံတွေ့ရတယ်ပေါ့နော်အထူးသဖြင့်ဒီလိုမျိုးအာအမျိုးသမီးဖြစ်ခြင်း LGBTQIA ဖြစ်ခြင်းအဲ့ဒီမှာမှာ ိုင်းရင်းသူအမျိုးသမီးဖြစ်တယ်ဆိုလို့ရှိရင်တော့ကျမတို့ခေါင်းဆောင်ဖြစ်ဖို့ကတော့အများကြီးအခက်ခဲတဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်ရရပေါ့နော်ဆိုတော့ gender gender တန်းတူညီမျှမှုရှိဖို့နဲ့အ gender တန်းတူညီမျှမှုကိုထည့်သွင်းစဉ်းစားတဲ့အမူဝါဒတွေ policy တွေရှိတော့လည်းပဲဒါတွေကအကောင့်ထည့်ဖို့အရေးကြီးတယ် gender budget ရင်းလည်းထည့်သွင်းစဉ်းစားဖို့လိုတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးတန်းတူညီမျှမှုကိုမစဉ်းစားတဲ့နိုင်ငံက ဖက်ဒရယ်ဒီမိုကရေစီဆိုတဲ့စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီကိုဖော်ဆောင်နိုင်မှာမဟုတ်ပါဘူး။မြန်မာနိုင်ငံမှာတကယ်တရားမျှတတဲ့ရွေးကောက်ပွဲတစ်ခုပေါ်ပေါက်ဖို့ဘလို့အခြေအနေတွေအခင်းကျင်းတွေလိုအပ်မယ်လို့ထင်ပါတယ်မြန်မာနိုင်ငံမှာစစ်မှန်တဲ့ Federal Democracy ကိုပေါ်ပေါက်ဖို့ဆိုလို့ရှိရင်တော့လက်ရှိအာဏာယူအအတူရောက်ရွေးကောက်ပွဲကနေတဆင့်အာဏာကိုဆက်ထိန်ကျင်နဲ့ယူကျင်နဲ့ဒီအကြံဖက်စစ်တပ်ကအာဏာရဲ့ဒီနိုင်ငံရေးကနေပြီးတော့ ထွက်ခွာမှသာလေစစ်မှန်တဲ့အဲယူကောက်ပွဲကိုဖော်ဆောင်နိုင်မှာဖြစ်တယ်။အဲနောက်ပြီးတော့ Federal Democracy ကိုစစ်မှန်တဲ့ Federal Democracy ကိုဖော်ဆောင်ဖို့ဆိုရင်တော့ကျမတို့တိုင်းရင်းသားတွေအဲတဲ့အတန်းပြီးပါလို့ရှိရင် Bottom up Federalism ကိုလည်းအာကျင့်သုံးဖို့လိုပါတယ်။ဒါမှသာလေကျမတို့တိုင်းရင်းသားတွေနှစ်ပေါင်းများစွာလိုလားနေတဲ့နိုင်ငံရေးတောင်းဆိုမှုတွေကိုအာကောက်မှုနဲ့အကောင့်ထဲပေါ်နိုင်မှာဖြစ်ပါတယ်။အခုလိုဖြစ်ကြပြီးသွားတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်။ စစ်အာဏာရှင်ရွေးကောက်ပွဲပေါ်သူတို့အတန်းဆိုတဲ့အင်တာဗျူးစင်စင်လေးကိုတင်ဆက်ပေးသွားတာဖြစ်ပါတယ်။ကြည့်ရှုပေးသားတဲ့တယောက်ချင်းစီကိုကျေးဇူးများ යි တင်ပါတယ်ရှင်။ဒီစီစဉ်ကိုတာဝန်ယူတင်ဆက်ပေးသွားတာကတော့ကျမနော်အေဒေါကလေးပါ။